မင်္ဂလာပါရှင်။ရမ ्या အစီအကျူနိုင်ငံရဲ့ဒုတိယသနာဌာနနဲ့လွတ်လပ်သောမွန်တရဲအေဂျင်စီတို့ပူးပေါင်းတင်ဆက်တဲ့ငင်းချေးရေးသုံးသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့မွန်ညွရဲ့ပါတီရဲ့ရွေးကောက်ပွဲဆိုင်ရာမူဝါဒနဲ့သဘောထားကွဲလွဲမှုတွေဆိုတဲ့ကောင်းစင်နဲ့စမနွန်တဲ့ကပြောပြပေးတော်မှာပါ။ မြန်မာအာဏာသိမ်းစစ်အုပ်စုတို့ရဲ့2025ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပတော့မှာဖြစ်ပါတယ်။ဒီရွေးကောက်ပွဲမှာမြန်နိုင်ငံရဲ့ပါတီတွေဖြစ်တဲ့မြူညွတ်ရေးပါတီကလည်းပအဝင်ရှင်ပြိုင်တော်မှုရှိနေပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့နိုဝင်ဘာလ20ရက်နေ့ကမြူညွတ်ရေးပါတီရဲ့ရွေးကောက်ပွဲမူဝါဒသဘောထားတွေကိုအာဏာသိမ်းစစ်အုပ်စုတို့ထိန်းချုပ်ထားတဲ့မြန်မာရုံးမြင့်တန်ကြားကနေထုတ်ပြန်ထားပြီးပါတီရဲ့တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာလည်းပြန်လည်ဖော်ပြထားတာကိုတွေ့ရပါတယ်။ အခုနှစ်နိုဝင်ဘာလ20ရက်နေ့ဟာထုတ်ပြန်ခဲ့တဲ့မွန်ညွရဲ့ပါတီရဲ့ရွေးကောက်ပွဲမူဝါဒသဘောထားတွေကိုမွန်မမနှစ်ပါတာနဲ့ပါတီဗဟိုလုံမူဆောင်ကော်မတီဝင်နှစ်ဦးတို့ကဖတ်ကြားတင်ပြထားတာပါ7မိနစ်56စက္ကန့်ကျော်ကြာမြင့်တဲ့မူဝါဒတင်ပြချက်မှာမွန်ပါတာတင်ပြချက်ကပုံပြီးပြည့်စုံနေတာကိုတွေ့ရပါတယ် မွန်ညွန့်ရဲ့ပါတီဟာမွန်ပြည်နယ်တခုတည်းကိုပဲဥတည်ချက်ထားပြီးပြည်နယ်မဲဆန္ဒနဲ့အသီးသီးမှာပါတီကိုယ်စားလှယ်လောင်38ဦးနဲ့ပါဝင်ရွေးကောက်ခံသွားမှာဖြစ်ပါတယ်။မွန်ညွန့်ရဲ့ပါတီဟာဥပဒေပေါင်းအတွင်းလှုပ်ရှားတဲ့မွန်နိုင်ငံရဲ့အဖွဲ့အစည်းတရက်အနေနဲ့ရပ်တည်ပြီးပါတီရဲ့ရွေးချယ်ထားတဲ့လမ်းစဉ်ဖြစ်တာနဲ့အညီလက်ရှိနိုင်ငံရဲ့ဖြစ်စဉ်တွေကိုလည်းပြောင်းလဲမှုပေါ်ပေါက်လာစေဖို့2025ရွေးကောက်ပွဲကိုခေါင်းမဆောင်ပဲပါဝင်ရှင်ပြိုင်ရှင်ဖြစ်တယ်လို့တင်ပြထားပါတယ်။ မွန်ပြည်သူတို့ရဲ့လူအင်ဆန္ဒကိုရွေးကောက်ပွဲနဲ့ဖြစ်စီပေးနိုင်တာမရှိပေမဲ့ပါတီရဲ့မျော်မှန်းထားတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုပေါ်ပေါက်လာနိုင်ရေးအခွင့်အလမ်းနဲ့နှီးလန်းဖြစ်တဲ့အကြောင်းမွညွတ်ရေးပါတီကယူဆထားတာပါ ရွေးကောက်ပွဲအပေါ်ပြည်သူလူထုတို့ရဲ့အများဘလို့ပဲရှိနေပါစေလာမယ့်လွှတ်တော်တက်တမ်းမှာမူလမျိုးတို့ရဲ့အကျိုးကိုဆောင်ရွက်သွားနိုင်မယ့်မွန်နိုင်ငံရဲ့အဖွဲ့အစည်းတရရှိတင်တာကိုပြည်တွင်းရှိမွန်လူတို့အားလုံးလက်ခံမယ်လို့ယုံကြည်တဲ့အကြောင်းရွေးကောက်ပွဲဝင်ပြိုင်မဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းမီလဝီဟန်ကပါတီကိုစားပြောဆိုတင်ပြထားပါတယ်နော့ဒီမိုကရေစီပုတ်တီညင်ကဲခိုင်းပေါ်နာကုမ်ကောက် เก็บแต่ตอนอากมินได้ไม่ได้ปอยก็ดิโมครีซีกุมก็นุฟเตรมันก็บเลเบลดอาหาใจนูแต่ตอนกมินได้มันก็တနီးပြောရရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မဲ့မွန်ညညွရဲ့ပါတီရဲ့အမူအရလည်းဖြစ်ပါတယ်။ဒါကြောင့်မွန်ညညွရဲ့ပါတီဟာဖက်ဒရယ်ပြည်ထောင်စုစီတို့ခြေသက်ဆိုးဆိုတဲ့ကြွေးကြော်အတန်းဟာလည်းမရေရာတဲ့အမူအရကိုသာချမှတ်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ ဒါပြင်ပါတီရဲ့မူဝါဒအနှစ်ချုပ်ပညာရေးတင်ပြချက်မှာတော့တိုင်းသားများဤမိခင်ပါတာစကားအခြေပြုတင်ကြားရေးကိုအကောင့်ထဲပေါ်သွားရန်ကိုမွန်ပါတာမှာပဲပါရှိပြီးပမာပါတာမှာတော့အထက်တွင်ပြောဆိုထားတာမရှိပါဘူး။ အခုအခါမှာတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ယူကော့ဘွယ်ဆက်လက်ကျင်းပမယ့်အပေါ်မွန်နိုင်ငံရဲ့လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့မွန်ပြည်သက်ပါတီမွန်ပြည်သက်ပါတီ AD နဲ့မွန်ပြည်ဖက်ဒရယ်ကောင်စီတို့ရဲ့ပြောဆိုချက်တွေကိုလည်းတစ်ချက်နားထောင်ကြည့်ကြရအောင်ပါမော်လူတို့ရဲ့ဘာသာတော့ကျွန်တော်တို့လည်းစီဝါကတူရဲ့ကိုပိုင်နေနေဒီနိုင်ငံသားစီတဲ့အနေနဲ့တော့သူကသူဆက်လုပ်ကြမယ်ကျွန်တော်တို့အနေနဲ့ဒီရုပ်ောက်ပွဲပေါ်မှာတော့ ့အမစောရကတက်စရာပြောစရာမရှိဘူးအာကျွန်တော်တို့ဒေသမှာလည်းသူတို့မဲအဲရုံထောက်တာတို့ဘာလို့ကုရစ်ခိတော့ဘာမှရိတ်ရောက်မပြဘူးပေါ့နော်အာကျွန်တော်တို့ကလည်းဒီဘာမှပရက်ချာမပေးဘူးအာသွားကျင်တဲ့သူသွားနေကျင်တဲ့သူနေအဲ့လိုတော့သဘောလွတ်လွတ်လပ်လပ်သူ့ကိုလွတ်လွတ်လပ်လပ်ဆုံးဖြတ်ချပေါ့ကျွန်တော်တို့နေတဲ့ဘာမှဟိုဝင်ရောက်ဆက်ဆက်ဝင်ရောက်တော့သူဝင်ရောက်ဒါတော့ဘာမှမရှိဘူးခင်ဗျာ စီအုပ်စုဘောနော်ကြီးစိုးတဲ့စိုးရဆက်ဆက်ပေါ့ကျွန်တော်ကြည့်မာစတာလာနဝတာနာဖာဘုသူစေကောင်းရှင်တစ်ထက်ပေါ့နော်ဒီလူမှုရေးဆိုင်ရာအရာအချက်တွေကိုတို့တို့ကဒီဖြည့်ရှင်ပေးတာချက်ပေါ့နော်ဒီထက်စိုးစိုးဝါလာအောင်ဆောင်ကျင်းပြီးတော့လုံဆောင်လည်းပဲကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဒီတော့ကခုကျွန်တော်တို့ပြင်ပြင်စစ်ကောင်ကြီးပေါ့နော်ဒီသူတို့ကကျွန်တော်တို့ဒီမြန်မာနိုင်ငံအနှံ့ပေါ့ ဒီဒီတော့ဘယ်ကြီးရှုံးမယ်လူသူတွေကိုပုံချင်းမယ်ပြီးတော့ယေစုလိုက်ပြောင်းလိုက်တတ်မယ်ပြီးတော့လူငယ်တွေကိုအတင်းချက်ပေါ့နော်တိတက်တက်တုတ်ပဲမယ်ဒီလူပေါ့နော်ဒီမတရားမှုတွေထိတတ်မှုတွေဒီလုပ်နေတဲ့ဒီစိတ်ကုန်မရှင်ပေါ့နော်သူတို့ကကျွန်တော်တတ်ပေါ့နော်တရားဖန်တတ်မှုတတ်ဖို့ပေါ့နော်တောင်းရင်ပေးဖို့တင်းသားမလားပေါ့ဒီတော့ကျွန်တော်ကဒီမျိုးမျိုးကိုကျွန်တော်ကဒီတူတူပေါ့နော်ဒီပြောချင်တာကဒီ ်ဒီလိုတော့ ਨੇ စိတ်ကောင်းဒီပေါ့နော်ဒီကောင်းစိတ်ကောင်းမရှိငါဒီတရားများတာမျိုးဆောင်ခြင်းပေးနိုင်မှာတော့မဟုတ်ဘူးဒါပေမဲ့တို့ရဲ့ဒီစိတ်အနာရှင်တက်စတိုစတရိုန်တက်ပေါ့နော်ဒီတို့တော့နေတဲ့ဒီလောက်ငန်းစိတ်ကြီးထူပဲဖြစ်တယ်လို့ကျွန်တော်ဘယ်လိုပဲပြောစင်ပါကျမတို့ပြထန်းဟန်ထားတဲ့ဥပဒေများလဲပြည်သူများကိုပညာပေးအေးရန်ပြည်သူများပါဝင်မှုကိုလဲအဲအလေးထား အာပညာပေးသွားရင် ကျမတို့ကလည်းဒီလက်ကမ်းဆာဆောင်များပြည်သူဟိုစစ်တမ်းများအာစတဲ့ဆောင်ရွက်မှုတွေရေပြည်သူပညာပေးမှုပြည်သူဘူပေါင်းဆောင်ရွက်မှုဟိုဆိုတဲ့အရာများလဲအဲပါတာဖြစ်တာပေါ့နော်အဲ့ဒီအဲကြောင့်မို့လို့ဟိုဒီတားစီအာအာ အပြစ်ပေးအေးအေးယူတာပါဝင်ပြည်သူများရဲ့အဲဘူပေါင်းဆောင်ရွက်မှုနဲ့တကွပေါ့နော်ကျမတို့နဲ့အတူလှုပ်ဆောင်มาသွားမယ်ဆိုလို့ရှိရင်တော့အာဒီအဖွဲ့အစည်းတစ်ခုမှားနေတာကို ကျမတို့အတိုင်းအတာတစ်ခုအထိအကောင်းဆုံးဟောဟသွားသွားနိုင်မယ်လို့ကျမတို့မျှော်လင့်ပါတယ်နိဂုံချုပ်အနေနဲ့မွန်ညညရေပါတီဟာအာနာဒိုင်းစစ်အုပ်စုရဲ့2025ရွေးကောက်ပွဲကိုနိုင်ငံရေးထွက်ပေါက်တစ်ခုအပြည့်ရှုမြင်ထားပြီးတော့2008ဖွဲ့စည်းပုံအခြေ 2008ဖွဲ့စည်းပုံအခြေခံဥပဒေပေါင်းအတွင်းအားနေပါဝင်ရှင်ပြိုင်မှုအဆုံးဖြတ်ထားတာကိုတွေ့ရပါတယ်ဒါပေမဲ့ပါတီရဲ့မူဝါဒသဘောထားထုတ်ပြန်ချက်တွေမှာမွန်ပါတာပမာပါတာနှမျိုးနဲ့ထုတ်ပြန်ရမှာတော့မွန်မာတမျိုးပမာမာတမျိုးမူဝါဒကွာဟချက်တွေရှိနေတာတို့ဟာပါတီရဲ့ရည်တည်ချက်ပေါ်မေကုံထုတ်စရာတွေ ဖြစ်လာစေပါတယ်။ ုံသက်ဆက်စာရန်ကိုရမ ्या အင်စီဂျူမှနိုင်ငံရေးသူတေသည်များရေးသားထားပြီးအင်မနာက ရုပ်တံအဖြစ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့ဘေးရန်ကင်းပင်းချမ်းပါစေကြောင်းစုမုံကောင်းတောင်းရင်နှုတ်ဆက်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။